ဟိုပုတ်ကူကူပေါ့กินကြပါပေါ့เนาะလူဆိုတာတင်သွားရင်ချောက်ပင်ချွေးနေမှာပါခင်ဗျားတို့ပုတ်ကူလေးတကူထဲမှာပဲခင်ဗျားတို့ရှာတာလည်းပါမသွားပါဘူး CDN လုတ်ဖို့ပြောတာဒီစင်းမကုနဲ့ပြောတာဆရာဝင်တယောက်ကို CDN လုတ်ဖို့ပြောတာဒီဆရာဝင်တယောက်က CDN လုတ်သွားတာဒီစင်းမကုကိုလုတ်တာလားစင်းမကုကိုပြောတာလားအခုအကြမ်းဖက်ပြီးတော့တိုင်းပြည်ကအာဏာကိုနိုင်ငံတော်ပုံကန်ထားတဲ့အကြမ်းဖက်သမားတွေအောက်မှာတာဝန်မထမ်းဆောင်မှုပြောတာ ဟယ်လိုချားရမြဝပီတူညီကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ newsbit channel ကနေပြန်မပြန်လဲချူဆိုလိုက်ပါတယ်2025ခုနှစ်မေလ18ရက်နေ့ရက်ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ကတော့နေနေညမှာဆိုတော့ကျွန်တော်တို့တလိုင်းရဆူတွေကနေပြန်မယူဆောင်လာပေးတဲ့သတင်းတို့သတင်းထူးကောင်းများစွာဖြင့်ကျန်တဲ့ပေါ့နော်ကျွန်တော်တို့မိုဘိုင်းကွက်ခြေခွက်လောက်မဲ့တန်တွေကိုလည်းကြားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခရိုင်လိုပဲတော်လန်သတင်းတို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတို့အနေနဲ့ကတော့ တနင်္သာရိုင်တိုင်းဒေသကြီးထဝယ်ခရင်ထဝယ်မြို့အရှိတော်ဒေသမှာဇဲကြော်ကြတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား6ဦးသေဆုံးပြီးတော့မှ40ကျော်တိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဧပြီလ28ရက်နေ့မှာဆိုရင်အင်အား200ကျော်နဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းရေးပေါ်တရားဆိုရင်မေလ2ရက်နေ့ညနေ4:45မိနစ်ချိန်မှာတရင်ကိုကျေးရွာနဲ့ရမန်စုကျေးရွာအကြားမှာပထမချိန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့မှနှစ်ဖက်ပြခတ်မှု45မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်။ စနေရက်အတွင်းမှာပြင်းထန်တိုက်ပွဲလေးကျင်းဖြစ်ပွားတဲ့စစ်ကောင်စီဘက်ကအင်အားနေရာနဲ့စစ်ကြောင်း၃ကြောင်းခွဲပြီးတော့မှတက်လာကြတယ် တရင်ဆက်ရင်ပေါင်းပြီးတော့တက်လာကြတာပေါ့စစ်မထမ်းမက်ဆင်ရှစ်တင်တန်းစင်းတွေပါတယ်ကျွန်တော်ဘက်ကလည်းထိခိုက်ချဆုံးမှုတွေရှိတယ်ဆိုပြီးတော့မှဒေါနာတခွဲခွန် LPF ကပြန်ကြိုက်တောင်းခံရဲဘော်လီယိုကနေပြီးတော့မှပြောဆိုထားပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တလိုင်းပူအောင်တက်ဖို့နေရတယ်ပြီးတော့မှစစ်ချောင်းတွေတုတ်လိုက်နဲ့ထွက်လာတဲ့စစ်ကောင်စီရဲ့စစ်ချောင်းတွေကိုအခုဆိုရင်ပြန်ပြီးတော့မှချင်းမုံတုတ်တင်နိုင်ခဲ့တာပြီးတော့မှစစ်ခွေးတွေကတော့အခုဆိုရင်ဦးနာကျုကန်းတွေနဲ့ပေါ့နော်ပြန်လည်ဆုတ်ခွာခဲ့ရတယ်ပဲဖြစ်ပါတယ်တောင်ပိုင်းတိုင်းမှာဆိုတော့ကျွန်တော်တို့ရန်ယူနဲ့ဂျန်နဲ့တော်လိုင်းရေးပူအောင်တက်ဖို့နေရတော့ ကျွန်တော်တို့စစ်ကောင်စီရဲ့စစ်ကားတွေကိုတခုပြီးတခုသိမ်းပိုက်ရရှိဖို့စ조사နေတာမလို့မကြာခင်မှာတော့ဒီထက်ပိုပြီးတော့ကောင်းမွန်ကျေပြန့်နေပေါ့နော်တော်လန်သတင်းကောင်းတွေမှာကျွန်တော်တို့ထပ်ပြီးတော့ကြားဖို့ရှိတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရခိုင်ပြည်နယ်မင်းပြမြို့သိမ်းတပ်ပွဲတွင်ဖမ်းဆီးထားတဲ့စစ်တုံးပိုင်မီတာစုဝင်နေရာကျော်ကိုအရခတ်တတော်အေကပြန်လို့ပြေးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကလေးငယ်130ဦးနဲ့အမျိုးသမီး95ဦးစုစုပေါင်း125ဦးကိုမေလ16ရက်မှာပြန်လည်ပေးခဲ့ခြင်းဖြစ်တဲ့ဆိုပြီးတော့ အေနဲ့နီးစတဲ့သတိမိကနေပြန်ပြောဆိုထားတာဖြစ်ပါတယ်။စစ်တုံဖမ်းမီတာဆွေတွေကိုတတ်တော်ကပြန်လုပေးနေပါတယ်။နောက်လဲစီစဉ်ရှိပါတယ်။အရင်ကလည်းလုပေးခဲ့တာတွေရှိတယ်။စစ်တုံဖမ်းတွေတော့ဥပဒေအတိုင်းဆောင်ရွက်တော့ဖို့ရှိတယ်လို့သိရတယ်ဆိုပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။အေယာဆွေရခိုင်ပြည်နယ်မှာစစ်တွေကြောက်ဖြူမအောင်မျိုးကလွဲပြီးတော့မှဂျမ်းမျိုးတွေကိုတင်ယူထားတာဖြစ်ဖြစ်တော့မှမျိုးသိမ်းတဲ့ဘုရင်မှာဆိုရင်အေကထောင်နဲ့ချီတဲ့စစ်တုံဖမ်းတွေကိုလည်းဖမ်းဆီးရမိထားပြီးတော့မှအများစွာဆိုရင်လည်းစစ်ကောင်စီထိတ်တန်းအရာရှိတွေဖြစ် ဗိုလ်မှူးချုပ်လေးဦးထိတောင်မှဖမ်းဆီးရရှိထားတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီရဲ့စစ်ရာဇဝမှုတွေကိုပြောင်ပြောင်းလဲလဲချုပ်ဖောက်နေတဲ့အရာရှိတွေကိုတော့ကျွန်တော်ခုအချိန်ထိပေါ့နော်ပြောင်လို့ပြတာမျိုးမရှိသေးပဲနဲ့သူတို့နဲ့ထိုက်တင်လျောပတ်တဲ့ပြတဲ့နယ်ကိုလည်းချမှတ်သွားမယ်ဆိုပြီးတော့မှ A ကနေတည်ဝင်ထုတ်ပြန်ကြေညာထားတာပဲဖြစ်ပါတယ်အားလုံးမျှော်လင့်ထားတဲ့အတိုင်းပဲဒီနေ့ထဲမှာကိုကြံတဲ့အုံမျိုးကိုအာရခတ်တော်ကနေပြတော့မှအပြစ်တင်ပိုင်ရရှိဖို့တော်တော်လေးကိုအချိန်ကြီးကောင်းနေတာဖြစ်ပြီးတော့မှအခုဆိုရင်ကြောက်ဖြစ်မျိုးမှာတိုက်ပွဲအားဆုံးလဲပြင်းထန်နေတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့ညပထမဆုံးနေတဲ့ကျမကတော့ကျွန်တော်တို့ဒီနေ့ကြားသိရတဲ့ပေါ့နော် NUG ဘက်ကနေပြတော့မှာကျမရဲ့ဝင်ကြီးဌာနကဒုတိယဝင်ကြီးဖြစ်ဒေါက်တာခင်မောင်လွင်ကိုတာဝန်ပေးလိုက်တဲ့ဆုပရမသတင်းထွက်ပေါ်လာတဲ့ပုံမှာကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်မင်းအောင်နိုင်ဥဆောင်ပြီးတော့နော်ဘယ်လိုလုပ်ခဲ့တဲ့တိုင်းပြည်တွေတမိုင်းရှိတာဟိုဟိုဘိုချုပ်ကိုနော်ဘောဆုပ်ဒီဘိုချုပ်ကိုဘောဆုပ်ပြီးတော့အကတ်ကောင်းလို့နေရာတစ်ခုရတဲ့အချိန်မှာနော်တန်းရွှေရတဘောကြလို့ကောက်ပြီးတော့တက်ချုပ်ရလို့ပေးခဲ့တဲ့တမိုင်းမရှိအဲ့ဒါဖြစ်တယ် နော်အဲ့တော့လူချင်းရှင်လိုက်တာမဟုတ်လူလို့တတ်မှတ်ခံရခံမထိုက်တဲ့အတန်းစားနဲ့ဒီလူမျိုးတိုင်းမျိုးပြည်ပြည်အကျိုးကိုလုပ်နေတဲ့ဆရာဝန်အဲ့ဒါကွာဒီနေရာမှာတခုကျွန်တော်ပြောချင်မိတို့တရားလည်းဗာလဲចောင်းမတက်နဲ့ចောင်းထွက်ယုံမတက်နဲ့ယုံထွက်ဆိုပြီးတော့စီဒီယန်နေဖြောင်းပေးခဲ့လို့ဒါတိုင်းပြည်ကဘလို့နစ်နာလဲမိတို့တရားဆရာဝန်ကြည့်ပြီးတော့ဆရာဝန်တိုက်ခတ်ဖို့နဲ့မညီဘူးစေးမကုတ်ဘူးဗလားဆရာမတွေကစာမတင်ဘူးအဲ့ဒီစကားကိုဟောပိုင်းရက်ွက်ကောင်းတယ်တော်တော်များများပြောတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတခါမေးမေးရမေးကိုကျွန်တော်မေးပါမယ်စီဒီယန်လုတ်ဖို့ပြောတာဒီစေးမကုတ်နဲ့ပြောတာ ဆရာဝန်တယောက်ကိုစီဒီအန်လုတ်ဖို့ပြောတာဒီဆရာဝန်တယောက်ကစီဒီအန်လုတ်သွားတာဒီစေးမကုဖို့လုတ်တာလားစေးမကုဖို့ပြောတာလားအခုအကြမ်းဖက်ပြီးတော့တိုင်းပြည်ရဲ့အာဏာကိုနိုင်ငံတော်ပုံကန်ထားတဲ့အကြမ်းဖက်သမားတွေအောက်မှာတာဝန်မထမ်းဆောင်မှုပြောတာအဖြစ်ချင်းချင်းလေးဗျာဘာဖြစ်လို့အောက်တန်းကျသွားလဲအထိပယ်ကိုတမျိုးဖော်ဆောင်ကြတာဟွန်းဟမ်ခလေးတွေကိုအကြောင်းမတက်နဲ့တောင်းထွက်လို့ပြောတယ်အကြောင်းမတက်နဲ့စာမတင်နဲ့လို့ပြောတာလား တိုင်းပြည်ရဲ့အာဏာကိုအကြမ်းဖက်လူယူထားတဲ့ဒီနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့အကြမ်းဖက်ဓမ္မတွေကလက်အောက်မှာကြောင်းမတက်ဘူးပြောတာလားအတိတ်ပဲတစ်ခုကလုံးဝမတူဘူးနော်ဒေါက်တာဆရာဆရာမတယောက်စီရီယယ်လုပ်ဖို့ပြောတာဒီစီရီယယ်လုပ်သွားတာဒီစာမတင်ဖို့မဟုတ်ဘူးနော်ရှင်းရှင်းလေးပဲဒီအကြမ်းဖက်အာဏာသိမ်းတဲ့ကောင်တွေအောက်မှာတာဝန်မထမ်းဆောင်ဘူးပြောတယ်စီရီယယ်လုပ်တဲ့လူတွေလည်းအဲ့ဒီအောက်မှာတာဝန်မထမ်းဆောင်ကြတာအဖြစ်ရှင်းနေတယ်ဒါကိုကိုဘေးရွက်ကောင်တွေပြောတယ်ကိုဘေးမှာတော့လူတွေတေးတာဆရာဝန်တွေစီရီယယ်လုပ်လို့ဟမ်ခွေးစကားတွေဘာကြောင့်ပြောကြကြတာ ကိုပြောလိုက်တဲ့စကားတခုံးကကိုကတန်ဖိုးဗျဟမ်မတိလို့ရှင်ဆရာဝန်တွေကပဲစီရီယံတုတ်လို့ကီတူတွေအပေါ်ပဲညှက်ဆက်သလိုတချို့လည်းပြောလိုက်ပါလိမ့်တယ်စင်းပညာတင်တဲ့ချိန်မှာလည်းမင်းတို့တစ္ဆာဆိုးအဲ့စကားတွေကတစ္ဆာဆိုးမှလည်းမဲမင်းမဲနေစစ်ပွဲတွေစစ်တီရောကျင်းဝင်60မှာဘယ်နှပါနိဒါစစ်တီရောကျင်းဝင်60ရှိတယ်နော်ပြည်သူကိုနေလုံလားလို့ဆက်နှမ်းမှာလို့မင်းတို့စစ်တပ်ကတော့ဘယ်လိုဆက်နှမ်းအဲ့တော့ဒီတိုင်းဒီမှာကျင်းဝင်တိတ်ခါကိုမလိုက်နိုင်တာဘာလို့လဲ ီဒီရလုံးတဲ့လူတွေမဟုတ်ဘူးစီဒီယံလုံးတဲ့လူတွေဆိုတာပြည်သူမျက်နှာကိုစောက်တိတာပြည်သူကျေးဇူးကိုစောက်တိတာပြည်သူကျင့်ဝတ်ကိုနားထောင်ပေးတာပြည်သူအထုံးပဲသူတို့လုပ်တယ်ဆရာဝန်တယောက်စီဒီယံလုံးသွားတာစေမကူတာမဟုတ်ဘူးသူတို့စေကူပေးတယ်နော်ဒါပေမဲ့အဲ့ဒီစီဒီယံလုံးတဲ့စေအဝင်နေဆရာဆရာမတွေကိုဖန်စီရိုက်နဲ့တက်ပြက်ထောင်ချတာဘယ်သူတွေလဲစကောင်စီပဲပေါ့နော်စီဒီယံဝေတန်းတွေကိုတော်လိုင်းအင်းအန်းစုတွေဘက်ကနမ်စီဒီယံလုံးလို့စီဒီယံမလုံးကောင်းတယ်လို့တက်ပြက်ပြုလို့ရှိတယ်အေးဒလန်လုံးလို့လာတက်ပြက်ကန်တာလက်ရှိ ယုံတက်နေတဲ့စစ်ကောင်စီရဲ့ရန်နေအောင်မှာယုံတက်နေတဲ့ဝန်ထမ်းတွေအများကြီးရှိတယ်။ဒါပေမဲ့ဘာမလုပ်ပဲနဲ့သူ့အတူယုံတက်နေတဲ့ဝန်ထမ်းတယောက်ကိုတော်လိုင်းအင်အားစုတွေကတက်ဖြတ်လာလုပ်ရတယ်လုပ်လာ။အဲ့ဒါအဖြေပြရှင်းရှင်းလေးအဖြေကြီးအင်မတန်ရိုးရှင်းတယ်။ဘာမှကလိန်ကကြစ်တွေမပါဘူး။အဲ့ဒီကလိန်ကကြစ်မပါတဲ့အဖြေကြီးကိုကလိန်ကကြစ်လုပ်ပြီးတော့တလွဲပါတာပြန်ပြီးတော့တိုင်းပြည်မှာရုပ်မှကြာ။ဒါတော့ဘာနာကိုဆီယန်ပြန်မခိုးရေးပိုင်းချတော့ဘုမားတွေပြောပြနေတယ်လို့ပဲ CDM ဆရာတွေဝင်တွေကနေပြီးတော့မှပီတိုလိုတွေကိုတက်ဖြတ်ခဲ့တယ်ဆိုတော့ ပုံစံမျိုးတွေဒီ water pen ပြောဆိုနေကြတော့သူကနေပြီးတော့မှ challenge နဲ့သူကပြန်ပြီးတော့မှပြောဆိုထားတာဖြစ်တယ်။အဓိကအနေနဲ့တော့ကျွန်တော် covid-19 အတွင်းမှာဒီစစ်ကောင်စီ lobby တွေကနေပြီးတော့မှ CDM ဆရာဝန်တွေပေါ့နော်အခုလိုမျိုးလောက်ကြလို့ပြည်သူတွေကအတင်မဆုံရှုံတင်ပန်းနဲ့ဆုံရှုံခဲ့တဲ့ဖြစ်စဉ်တွေများစွာရှိခဲ့တယ်ဆိုပြီးတော့မှပြည်သူတို့ကိုကျင့်ထက်ပြီးတော့မှကျွန်တော်တော်လိုင်းသမားတွေနဲ့ဒီတော်လိုင်းရေးကိုလှှပြီးတော့မှထက်ထက်ဝင်ပူးပေါင်းပေါ်နေကြတဲ့ ဒီအမှန်တရားပြတော်သားတွေကိုသူတို့ကနေပြီးတော့သူခွဲတက်ရှိုးတဲ့နီလာတွေနဲ့မြတ်စွာပြောဆိုနေကြတာကိုကျွန်တော်အလုံးလဲတည်ထားကြတာပဲဖြစ်ပါတယ်။ဘာပဲပြောပြောခုဆိုရင်ဒေါက်တာခင်မောင်လုံးရာဆိုတော့ NUG ရဲ့ဒုတိယဝန်ကြီးဖြစ်ပေါ်နော်။ဂျာမန်ရေးဝန်ကြီးဌာနမှာစတင်ပြီးတော့မှလုပ်ငန်းတွေလုတ်ကန်တော့မှာဖြစ်လို့ကျွန်တော်အနေနဲ့ဒီတဲ့ပုံပြတော်မှာကောင်းမှန်တဲ့လုပ်ငန်းနဲ့ပြည်သူလူထုအကျိုးတည်ပို့နိုင်တဲ့ဆောင်ကြီးတယောက်ဖြစ်မယ်ဆိုတာတော့ချင်းတည်ပြောလို့ရနေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီအိုထင်းထင်းကျွေးရစာတင်ကြောင်းကိုစစ်ကောင်စီရဲ့ပြည်မှာဘုံကျဲတပြက်နဲ့နေရာမှာအဓိကပေါ်ဝင်ခဲ့တဲ့ပေါ့နော်စစ်ကောင်စီရဲ့ပိုက်လွတ်ကြောင်းတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်စစ်ပြည်မှာကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်လေးကစကားသံအစီအစဉ်အနေနဲ့လေတက်ကစစ်တီတဝီရေးသားပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတက်မတော်လေးကစစ်တီတဝီဖြစ်ပါတယ်ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကတော့တပည့်ရင်အိုထိန်တွင်းရစာတင်ကြောင်းဖြစ်စဉ်နဲ့ပတ်သက်တဲ့ကိစ္စပါ ိုထိန်တွင်းရွာစာတင်ကြောင်ဘုံကျဲတိုက်ခိုက်ခံရပြီးမှာလေတက်အရာရှိအချို့ရဲ့ဓာတ်ပုံနဲ့ကိုရီအချက်လက်တွေလိုင်းပေါ်မှာထွက်ပေါ်လာပါတယ်။အဒီတဲကမှအေယော်ဒီတိုင်းဟင်္တရာမြို့နယ်ဇာတိဘုံမူဇော်မင်းထင်ကျော် DSA 44နဲ့ပတ်သက်တဲ့ဓာတ်ပုံနဲ့ကိုရီအချက်လက်တွေပုံမူပြန့်နှံ့နေကြတာကိုတွေ့ရပါတယ်။ဘုံမူဇော်မင်းထင်ကျော်ဟာတိုက်ခိုက်ရေးလေရင်နဲ့ရဟယင်နေမောင်းနေရသူမဟုတ်ပဲ MI17 ရဟယင်မောင်းနေရသူသာဖြစ်ပါတယ်။ ။ MISM တင်းရဟရင်ဟာတည်ယူပို့ဆောင်ရေးအတွက်သုံးတဲ့ရဟရင်အမျိုးအစားပဲဖြစ်ပါတယ်။အများစုကတိုက်ခတ်ရေးလေရင်မောင်းသူအဖြစ်မှာရွေဆွဆွဲနေလို့အခုလိုစာရေးတာပေးပို့ရခြင်းဖြစ်ပါတယ်လို့ရေးတာပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတဆင့်အစာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒီ second C ရပါတော့။တတွင်းကနေပြီးတော့မှဘုံမှုဇော်မင်းထင်ကျော်နဲ့ပတ်သက်ပြီးတော့မှဒီကောင်ကတက်ခိုက်ရေးရရင်တွေကိုဥဆောင်ပြီးတော့မှပေါ့နော်။မောင်းနေတာမျိုးတွေမရှိခဲ့ဘူးဆိုတဲ့ပုံစံမျိုးနဲ့လည်းပြန်ပြီးတော့မှညှင်းဆုပ်ထားတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အလုံးသိရှိထားတဲ့အတိုင်းပဲဒီလိုမျိုးစကွန်စီတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှ ဒီ online တွင်ရွာစာတင်ကြောင်းကိုဘုံကျက်မှုဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အားလုံးတွေ့ရှိထားတဲ့တဲ့မဲ့ social media ပေါ်မှာဆိုတော့သူတို့ရဲ့ရုပ်ပုံတွေသူတို့ရဲ့ account တွေကိုလည်းပေါ့နော်များစွာကြည်ကြပြပြနဲ့ကျွန်တော် တွေ့ရပြီးတော့မှဒီကောင်တွေရဆရာဇွမှုကိုအဓိကကျွလွန်နေတယ်ဖြစ်တယ်ဆိုတော့လည်းကျွန်တော်တို့တပီတော့မှသိရှိရတာပဲဖြစ်ပါတယ်ဒီချိန်မှာသူတို့နဲ့ဇွမျိုးသားချင်းတော်ဆတဲ့အုပ်စုတွေကလည်းပြီးတော့မှသူတို့ဟာမပါဝင်ဘူးဆိုတဲ့ပုံစံမျိုးတွေအထိပေါ့နော်ဒီလိုမျိုးပြောဆိုမှုတွေရှိလာတာဖြစ်ပြီးတော့မှဘာပဲပြောပြောကျွန်တော်တမိုင်းတရားခံတွေဖြစ်တဲ့စစ်ကောင်စီရာရှုတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှအများဆုံးအေးအေးယူတော့မယ်ဆိုပြီးတော့မှအားလုံးအနေနဲ့ညင်ညာထားတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမဇော်ပွင့်ရနေပြီးတော့မှအခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ gateway တွေကောက်ပြီးတော့မှပါနော်ပြည်သူလူထုတွေကိုနိုင်ကျင့်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖက်လည်းပြီးတော့မှဘယ်လိုမျိုးပြောနေပြောင်းဆက်ပြီးပြောထားမလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ပြောဝဲစစ်ပြောဝဲစစ်စည်းကိတ်ရမဲတင်းစစ်စည်းကိတ်တက်ကုံသေးတော့စစ်စည်းကိတ်တက်ကုံအဝင်စစ်စည်းကိတ်တောင်မူအုပ်တွင်းမှညောင်လေးပဲဒီဘုရားကြီးစစ်စည်းကိတ်တကူစစ်စေးကအင်းတကောအင်းနိုင်စစ်စေးရန်ကုန်အမြန်လန်း0မှစစ်စေးအဆုံးပေါ်ရတဲ့စစ်သားနဲ့ရဲများကို ဒုကျေစုတင်ရှိပါကြောင်းအဲဒီလိုစိတ်ဓာတ်တွေကိုရှိတဲ့တွေ့ရတာဝမ်းသာပါတယ်မဖြစ်မနေပေးဆောင်ရတဲ့ဂိတ်တွေမှာပတ်စံအိတ်ပြောက်တယ်လမ်းမှာဓမင်းစားဖို့ကစားအခက်ခဲရှိတယ်ဆိုတဲ့အကြောင်းရှင်းပြပြီးဖြတ်လာခဲ့တယ်တဲ့တချို့ဆိုရေဘူးသူတို့ရတဲ့မုတ်ပတ်စံမတောင်းပဲပြန်ပေးလိုက်တာတွေ့ရတယ်အားလုံးညှိထားသလားတော့မှတ်ရတယ်ကောင်းလိုက်တဲ့စိတ်ဓာတ်တွေဗျာတဲ့အင်းနိုင်မှာစစ်စေးကြီးကပြောရဲတယ်နော်အားရှိလားအချားရှိလားမသိဘူးတဲ့အရွက်ဝင်းနဲ့ဆိုတော့တဲ့အရွက်ဝင်းနဲ့ဆိုတော့မသိရဘူးတဲ့ငွေတစ်သောင်းပြန်ပေးလိုက်တယ်တဲ့ဓမင်းစားဖို့တဲ့နေပြည်တော်စစ်သားတယောက်ကဆိုရင်တဲ့ ်နေပြီးတော့စစ်သားတယောက်ကဆိုရင်ခဏကားဆင်အားတဲ့ရေတံဘူးနှစ်ဘူးနဲ့မုတ်ထုပ်နှစ်ထုပ်ဝယ်ပေးလိုက်တယ်စိတ်ထဲမှာမကန်စားရဘူးတဲ့ဝမ်းတောင်လိုယူနေခံစားခဲ့ရပါတယ်ကိုဖုံးနဲ့ကျွန်တော်လည်းနဲ့ line ပေါ်မှာပြောနေတယ်ဒါပေမဲ့မတိရောက်ဘူးလေကိုဖုံးပြောပေးပါအများသိအောင်လို့ဒီလိုအချင်းစိတ်တဲ့ခေါင်းနဲ့စစ်တီတွေရဲတွေရှိတယ်ဆိုတဲ့အကြောင်းတချို့ကားသမားတွေနဲ့အကြမ်းဖက်များသိအောင်ပြောပေးစီလိုပါတယ်တဲ့အရန်လေးသာခုံယူပါတယ်ခင်ဗျာဝမ်းလည်းသာပါတယ်ကျင်းစိုးပြုတ်ပြီးပြောပေးပါတော့ကိုဖုံးနဲ့အချင်းတီလာနဲ့ပြည့်စုံတဲ့ဝန်ထမ်းတွေရှိပါတယ်တဲ့ ကိုဘုံကိုမလိုလားတဲ့သူတွေကတော့အချင်းပြချာသားတဲ့သူတွေပေါ့တဲ့အဲ့ဒီလူတွေကကြားထဲမှာဒီလိုလူတွေရှိတယ်အတူယူနိုင်အောင်တင်များပေးတယ်လို့ပါတယ်ကျွန်တော်ပြောချင်တာကပြောင်းတင်လာတဲ့တွဲကားခင်ဗျာတဲ့ကိုဘုံပြောလိုက်လို့သူတို့ကြားမယ်မြင်မယ်သိမယ်သူတို့လည်းဝမ်းသာမယ်တဲ့နော်သူတို့လည်းဝမ်းသာမယ်တဲ့ကာသမားများနဲ့ပြည်သူများကိုစားကျွန်တော်ကိုဘုံကိုတင်များအပ်ပါတယ်တဲ့လေးတော်စွာပြင်းတယ်နော်အဲ့တော့အာအဲ့လိုဝန်ထမ်းကောင်းလို့ရှိရမယ် ော်အဲ့လိုဝန်တန်းဆိုဝန်တန်းပြအောက်တန်းစားဝန်တန်းနေနဲ့နော်အဲ့လိုဝန်တန်းနေကြောင်ကျွန်တော်တို့လိုအခုတွဲကားဆရာတည်သွားပြီအဲ့လိုဝန်တန်းကောင်းနေအများကြီးနဲ့နာတယ်နော်နင့်နာတယ်အဲ့တော့ဟိုကိုကိုကိုပေါ့กินကြပါပေါ့နော်လူဆိုတာကတည်သွားရင်6ပြချင်းနေမှာပါခင်ဗျားတို့အုပ်ဦးလေးတကူထဲမှာပဲခင်ဗျားတို့ရှာထားတာလေပါမသွားပါဘူးအဓိကကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကျွန်တော်တို့တက်မတော်နဲ့ဝန်တန်းနေနော်ဝန်ကြီးဌာနလောက်အောက်ကဝန်တန်းနေအားလုံးနေမှာအချင်းပြချစားတဲ့လူတွေရှိရင် ဖြည်းဖြည်းချင်းပြင်ကြပါလို့ကျွန်တော်တောင်းပန်ပါတယ်ဗျာနော်နိုင်ငံရဲ့လူမျိုးချင်းအဓိကကျွန်တော်တို့နိုင်ငံလူမျိုးကောင်းရင်တိုးတက်ရင်တနိုင်ငံလုံးတိုးတက်မှာပါနော်ဝန်ထမ်းတွေလည်းချမ်းသာမယ်ပြည်သူတွေလည်းချမ်းသာမယ်နော်အေးတန်းစွာနေထိုင်ခြင်းနဲ့တောသူတောင်သားမတိတဲ့ပြည်သူတွေရလည်းတက်မတော်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဝန်ကြီးဌာနတွေကိုအားကိုးခြင်းစိတ်ပေါက်လာတဲ့အစိုးရတရက်ကိုပေါ်ထွက်စေခြင်းလို့အမုန်းခံအမိုက်ခံပြီးတော့ပြောတာအသက်တွေအသေးခံပြီးတော့ပြောတာပါနော်ကျွန်တော်ဘုရားအဖြေခံဘုရားနဲ့အမုန်းခံလူသားပါနော်ဒီဘက်မှာကျတော့ဖြစ်ရတယ်အဲတခြားတွေကျတော့ကျွန်တော်မုန်းတယ်နော် ဒီမှာစောပိုင်းရနေပြီးတော့မှခုဆိုရင်စက်ကောင်စီတဖုံနေရနေပြီးတော့မှကျတို့ပြည်သူတွေငဲ့ညာပြီးတော့မှဒီကြေးကျွေးတွေတောင်မကောတော့ဘဲနဲ့ပေါ့နော်ကြီးကြီးဖြူဖြူနဲ့ကိုစားဆရာတွေတောင်ပေးတော့တယ်ဆိုတဲ့ပုံစံမျိုးတွေထိတစ်ဖက်ကနေပြီးတော့မှပြောဆိုလာတယ်ဆိုတဲ့အကြောင်းဖြစ်ပြီးတော့မှပြောဆိုနေတာဖြစ်တဲ့ကျတို့အားလုံးတည်ထားတဲ့တိုင်ပဲတရားမ69ရာဟိုင်းလုံးလောက်ကစက်ကောင်စီတဖုံဝင်လေကြေးကျေးအစမတန်ကောက်ပြီးတော့မှပြည်သူလူထုကိုရန်ချပြီးတော့မှတချို့ဆိုရင်ထူးချေးရဲရဲနဲ့တော်တွေလည်းလှုပ်ဆောင်ခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်အရင်တော့လည်းကျတို့ကြားသိထားတဲ့အတိုင်း နေထိုင်ရတဲ့ကောင်အောင်ဆိုတော့ကျွန်တော်ပေါ့နော် second နောက်ထပ်ပို့ပြီးတော့မှမစီရဘူးဆိုတဲ့အကြောင်းပြချင်တဲ့ပြည်သူတွေကိုတက်ဖြတ်မှုတွေလည်းလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်အကြတိရတာတွေလည်းရှိတာဖြစ်ပြီးတော့မှဒါကကျွန်တော်ပြောမယ်ဆိုတော့ဆီယဇုမှုပြင်ပြောင်းသင်းနေတဲ့ချိုးဖောက်ပြီးတော့မှပြည်သူတွေကိုကျင့်ခဲ့တတ်တယ်လို့ပေါ့နော်တက်ဖြတ်ပြနေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်သိရှိရတာဖြစ်တယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားထဲမှာတော့အခုဆိုရင်တွေးပြပြီးတော့မှဒေါ်လိုက်တပ်ဖွဲ့ဝင်တွေရဲ့မေချိန်တက်ခံရမလဲဆိုတော့ဒီ ကြောက်စိတ်နဲ့ပဲပေါ့နော်နေ့စဉ်နဲ့မြနေထိုင်နေရတာကိုကျွန်တော်တို့ကြည့်ချင်အဖြစ်ဒီကောင်တွေတော်တော်လေးကိုတက်ပြစ်နေပြီဆိုတော့လည်းကျွန်တော်တွေ့ရတာဖြစ်တယ်ပြီးတော့တရားလုံးနေနဲ့စစ်ကောင်စီနဲ့ဖစ်ဆာနာရှင်စနစ်ကိုဖျောချတဲ့နေရာမှာကိုရဲရဲအနေနဲ့သတင်းပေးရင်ပေးဒါမှမဟုတ်ဘူးဆိုတော့ပေါ့နော်တော်လိုက်မှာထပ်ဖို့စနစ်နဲ့ပဲဖြစ်ဖြစ်ပူပေါင်းပေါင်းချက်ဖို့လွှဲနေပြီဆိုတဲ့အကြောင်းကိုလည်းထပ်ပြီးတော့မှပြောလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ အခုတလောမြင်းချံတောင်းတာနထူကြီးစားတဲ့နေရာဒေသတွေမှာတပွဲတော်တော်လေးပြင်းထန်နေတယ်ဆိုတဲ့အကြောင်းကိုအဘသမီးရနေပြတော့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တချက်လောက်အနားထောင်ကြည့်လိုက်ရအောင်နော်ကျမတို့နိုင်ငံမှာလေတရားဝင်ပြောရေးဆိုခွင့်ရှိတာဆိုတာလေအစိုးရအဖွဲ့ကမှရှိတယ်ခွင့်အာဏာလို့ကြောက်လန့်ကြမှတ်ချင်နေကြပါတယ်တကယ်တမ်းတော့တရားဝင်ပြောရေးဆိုခွင့်ဆိုတာလေပြည်သူတွေနဲ့ပြည်သူတွေမှာမှရှိရဲ့နိုင်ငံသားအခွင့်အရေးတစ်ခုပါတရားဝင်မူပိုင်တွေကမူပေါင်တွေကနေပြီးတော့ဘောနော်အချက်အလက်တွေနဲ့တောင်းဆိုလို့ရှိရင် တောင်းဆိုလို့ရပါတယ်ရှင် Facebook ပေါ်မှာတက် TikTok ပေါ်မှာတက်ပြီးတော့ဗောနော်အရက်စကားနဲ့စောင်းချိတ်ပြီးတော့မအောင်လုံးဖိုးပြောပြီးဝေဖန်တာကလေဝေဖန်တယ်ဆိုပြီးရောဆိုပြီးတော့ရောချလို့မရဘူးကျမကတော့အဲ့ဒီစည်းကမ်းကိုတိတိကျကျတိထားတဲ့ခါကျတော့ပြောဆိုရေးသားတဲ့နေရာမှာတတိထားပါတယ်ရှင်နော်အဲ့ဒါတရင်တစ်ခုပြောချင်ပါတယ်ယခုရပိုင်းမှာမြင်းချန်နဲ့ထိုးကြီးတောင်းတာ နေမြေထိတွေ့မှုအခြေအနေများကတော့ online မှာနီပေါ်တွေကြွားလုံးထုတ်တယ်လို့မှတ်မှန်ပါအောင်ရှင်ဘုံမာတွေပြောသလောက်လဲမဟုတ်ကြောင်းတင်ရရှိပါတယ်ရှင်တောင်တာအနောက်ဖက်ထနောင်းကုန်းရွာပြည်သူစစ်တွေကို PDF တွေကဝင်တိုက်ပြီးမေးရှို့သွားတဲ့တရားအမှန်ပါရှင်။နထိုးကြီးထောင်ကဲနထိုးကြီးမှာရှိတဲ့ထောင်ကဲရဲ့ပိုက်လိုင်းကိုတော့သူကမထိရဲဘူးစိတ်နေတော့မပြေမရဲကြဘူး။တပ်ဖက်ကလည်းရှင်းလင်းရေးစစ်ကြောင်းထိုးပုံကိုမတွေ့ရတဲ့ကြောင်းတရင်ရရှိပါတယ်ရှင်။ဒါပေမဲ့လည်းပြည်သူစစ်တွေကတော့ ခြေကုပ်ယူထားတဲ့နေရာကနေဒီနေ့မနေ့ထိခံချနေတော့လို့တင်ရရှိပါရရှင်။မြို့ဝင်ထက်ဝါတာဂိတ်တွေကိုပေါ့နော်တက်ကနေစစ်ကူမလာအောင်လို့မကြခဏဖောက်ဖောက်ဖောက်နဲ့လာလာပြစ်နေကြောင်းလည်းသိရှိရပါရရှင်။အနည်းဆုံးတက်တွေစစ်ကူမလာအောင်လို့ဖြတ်တောက်တဲ့အနေနဲ့တို့လာလာပြီးတော့ပြစ်နေရပါတော့။ PDF တွေအင်အားတိတ်မများလို့တက်ခတ်မိတွေလည်းတိတ်မကြဘူးလို့သိရှိရပါရရှင်။ဒီတိုင်းဆိုရင်တော့လေဇွန်ဇူလိုင်လတွေမှာတော့တောင်တာနှထိုးကြီးကဝင်တိုက်ခံရဖို့ သေးကြတလောက်ရှိနေကြောင်းတင်ရရှိပါရှင်ဒါတော့ဘောမှာပါသမီးလေးရနေပြတော့ပါနော်မကြခင်မှာတော့တောင်တာနဲ့ nostalgia ဆိုတော့ PDF တွေရဲ့ဝင်ရောက်ကျုံချင်းကိုခရရမယ်ဆိုတဲ့အကြောင်းသူကိုယ်တိုင်ဝန်ခံပြောဆိုထားတာဖြစ်တယ်။အခုဆိုရင်ကျွန်တော်တို့ PDF ပူပေါင်းတပ်ဖို့နေရတယ်ပြီးတော့မှမြင်းချန်ခရရအထူးစစ်စင်းအနေနဲ့စတင်တက်ခတ်မှုတွေလုပ်နေတာပြီးတော့မှကျွန်တော်တို့ရဲဘော်တွေအနေဆုံးချော့ထက်မနေရဆိုလဲအသက်ဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့စစ်ခွေးရဲ့အနေနဲ့ကတော့30နီးပါပါနော်။ မျိုးစားဖြစ်သွားတာဖြစ်ပြမှာခုချိန်ထိလည်းကျွန်တော်အနေနဲ့တပွဲတွေရနေရာဆုံးမှာရှိနေဆက်ဖြစ်တာမလို့ကျွန်တော်ဘယ်လိုမျိုးတွေတရင်ကောင်းတွေကြမ်းမလဲဆိုတော့စောင့်ကြမှာပဲဖြစ်ပါတယ်မြင်းချန်နယ်မှာတွေးဆနေတဲ့တီတာယူမွန်တို့လိုမျိုးအုပ်စုတွေပြီးတော့မှတခြားပြူစော့ထိအဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေပူးပေါင်းပြီးတော့မှစစ်ကြောင်းထိုးမှုတွေလည်းလှုပ်လာတာမလို့တပွဲတွေခုချိန်ထိပေါ့နော်ပြင်းထန်နေဆက်ဖြစ်တဲ့ဆိုပြမှာကျွန်တော်နောက်ထပ်ကြည့်ရတဲ့ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့စစ်ကောင်စီဘောမှလော်ဘီတူကနေပြီးတော့မှကလင်ပိတန်တဲ့ကာလပြန်လဲထူထောင်ရေးတွေနဲ့ပြီးတော့မှ ဒီငလေလို့ရာကနေပြီးတော့မှရရှိလာတဲ့ပေါ့နော်ရှေးအောင်ဝင်နေတဲ့လူကိုဘယ်လိုမျိုးထိန်းသိမ်းပြီးတော့မှပြုပြင်ရမလဲဆိုတာကိုသူ့ရဲ့မြင်လေးတုံးသက်ပြောဆိုထားတာပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စပီရမှာချက်လဲရအောင်နော်။ငလေလို့ပြတလားအကြမှာငလေနဲ့တိုက်ရိုက်မထိတွေ့လိုက်တဲ့လူတို့တော်များငလေနဲ့ပတ်သက်ပြီးတော့မိမိပြေပြောင်ဖြစ်စားပြုလာတာပေါ့နော်။ဒါလေးကိုကျွန်တော်ဝမ်းမဖြစ်တော့အောင်ပြန်လည်ပြီးလှုပ်လို့ပြရစီ။အခုမိုးရလာတဲ့အခါမှာငလေချိခိုက်ခဲ့ရတဲ့အင်းချေရာချေဆုံးရှုံးခဲ့ရတဲ့ လူလူဟာနေရာထိုင်စရာအခက်အခဲအများကြီးရှိပါတယ်ဒီအတွက်လည်းအလှူငွေတွေအများကြီးလိုအပ်ပါတယ်ဒါကတော့ပြည်သူလူတွေနေထိုင်နေပတ်သက်တဲ့ကိစ္စပေါ့နော်အစိုးရတာဝန်ရှိတဲ့သူတွေကလုံဆောင်စရာရှိတာတွေလုံဆောင်နေစရာဖြစ်ပါတယ်ပုဂ္ဂလိကလုပ်ငန်းရှိနေစီကလည်းအလှူငွေတွေအများကြီးလိုအပ်နေပါတယ်ပြည်သူလူစီကလည်းတအားသေးပေါ့နော်ကိုယ်စားညံစားရှိသမျှဒီငလင်ကိုပြည်လည်းတီထောင်ရေးမှလိုအပ်နေစရာဖြစ်ပါတယ်နောက်တစ်ခုကပြိုပြတ်သွားတဲ့ဇေဒီပထိုးရှီဟောင်းအစာအုပ်တွေပေါ့နော်ဇေဒီပထိုးရှီဟောင်းအစာအုပ်တွေကကျွန်တော်ဘာသာရေးအရာယုံကြည်ကိုးကွယ်မှုတွေမဟုတ်ဘူးပေါ့နော်နိုင်ငံရေးရည်ရည်တနာ treasure ပေါ့နော်အဲကိုးကွယ်ယုံကြည်မှု မတူလဲဒီနိုင်ငံရဲ့ရှေးအောင်ပစ္စည်းတွေရှေးအောင်အစားအုပ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲဘယ်ဘာသာဝင်မဆိုဘယ်မြန်မာနိုင်ငံသားမှန်ရင်အားလုံးနဲ့တက်ဆိုင်ပါတယ်တချို့အစားအုပ်တွေဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့တောင်မဟုတ်ဘူးကဘာနဲ့ချီပြီးတော့ကဘာအမွေနဲ့ထိုက်တဲ့အစားအုပ်တွေဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအစားအုပ်တွေကိုအလဲဆလိုပြုတ်ပြင်တာမျိုးတွေအလဲဆလိုဖြိုဖျက်တာမျိုးတွေပြုတ်လုံနေတာကိုတွေ့ရပါတယ်တချို့စီတွေပထွေးဆိုလို့ရှိရင်လည်းအနေငယ်လောက်ပျက်စီးသွားတာတွေကိုလည်းအဲရွာမှာရှိတဲ့တချို့ရဟန်းတော်တွေတချို့လူပုဂ္ဂိုလ်တွေနဲ့ဥဆောင်ပြီးတော့ဖြိုချလိုက်တာမျိုးတွေတွေ့ရတယ် မှန်တကယ်ကတချို့စီးရီပထိုးတွေဟာဒါပြုတ်ပြသွားပြီမဲ့လဲရှေးအောင်ဥစားဦးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းရှင်းမှုမပြတ်ဖြည်းဖြည်းချင်းပြန်ပြင်ရမှာဟောအလင်းစလိုဖြုတ်ဖြစ်လိုက်တာမျိုးတွေရှိတယ်အဲတို့ကအန်ဒီရရှိမှာဆိုလို့ဆိုတော့အကြောင်းပြချက်ပေါ့နော်အန်ဒီရရှိရင်မသွားနဲ့ပေါ့ချက်ခတ်ပြီးတော့ဒီတိုင်းပဲရှေးအောင်သူရေသနာဦးတီဌာနကနေပြီးတော့လာရောက်စစ်ဆေးအခြေအကျကိုစောင့်အောင်ပါပေါ့ပြီးတော့ဌာပနာအဆောက်အထဌာပနာပစ္စည်းအများကြီးထွက်လာတယ်တချို့နေရာမှာဆိုတောင်းနေတင်းနေတဲ့ကိုအများကြီးရတာဒါရှေးအောင်မြန်မာလူမျိုးတွေရှေးမြန်မာကြီးတွေရဲ့တတ်တာတရားပေါ့နော်အဲ့နေရာမှာရွှေစင်းတူငွေစင်းတူတွေကြီးစင်းတူတွေ နော်နောက်ဆုံးပကံခက်ကနေပြီးတော့မှဒီကုန်းပေါင်ခက်ချီကိုလက်ရအဆုံဆုံးကိုတွေ့ရပါတယ်ဒီဟာလေးတွေ့ဖို့တဲ့အခါမှာစနစ်တကျတွေ့ဖို့ရမျိုးမဟုတ်ပဲနဲ့ဘူလူဇာနဲ့ကုတ်ချပေါက်တွေးနဲ့ဖြိုချအဲ့လိုမျိုးလုံးလို့မရပါဘူးဒါရှီအောင်ဒီပစ္စည်းတွေကလေဒါစနစ်တကျအချိန်ယူပြီးတော့လုံးဆောင်အောင်မှာဖြစ်ပါတယ်တပြိုင်တည်းတည်းပြိုချသွားတဲ့အတွက်ကြောင့်အဲရှီအောင်သူတည်သနာဌာနကမနိုင်မနင်းဝေတော့ဝင်ဖို့ဖြစ်တာတော့ဟုတ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးအလင်းစလိုကြီးပေါ့နော်ဖျားပြိုဖျားပြိုအလင်းစလိုကြီးဖြစ်ရှင်းတာဖြိုချတာမျိုးတွေကို အဲတက်ဆိုင်ရာပညာရှင်တွေတက်ဆိုင်ရာဌာနတွေအကူအညီတွေမပါဘဲနဲ့ပေါ့နော်ပြုလုပ်နေတာဟာအန္တရာယ်များပါတယ်ဗီဒီယိုတစ်ခုမှဆိုလို့ရှိရင်အဲရှေးဟောင်းပစ္စည်းတွေကိုတောင်းထဲမှာထည့်ပြီးတော့တကယ်ကိုလေဟိုအဟောင်းပစ္စည်းရွေးသလိုမျိုးရွေးချယ်နေတာမျိုးတွေ့ရပါတယ်ဒါတော့ပေါ့နော်ကျွန်တော်နေခုဆိုရင်ပြန်လဲထူထောင်ရေးကာလာတွေနဲ့ပတ်သက်ပြီးတော့ငလင်ဘေးဒံတင်ရာကနေပြီးတော့ရှောင်းမွေနဲ့သဘာနာတွေလည်းများစွာထွက်ပေါ်လာတဲ့ဆိုတဲ့အကြောင်းသွားနေပြီးတော့မှပြောဆိုထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာတတိထားမိတာတစ်ခုကတော့ကျွန်တော်ငလျင်ဘေးဒဏ်တင်ပြီးပြီးချင်းပါပဲပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲခွဲတွေက ရောတို့ဒီဌာပနာတွေလိုချင်းလွန်းလို့ကိုစီတီပထိုးတွေကနေပြတော့အိုခဲတွေကိုတစ်ချက်ချင်းစီဖယ်ပြီးတော့လှုပ်ဆောင်နေတယ်ဆိုတော့လဲကျွန်တော်တွေးရှိခဲ့ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကတကယ်တမ်းပြောမယ်ဆိုတော့ယတနာတွေဌာပနာတွေကိုလိုချင်းလွန်းလို့ကိုပြည်သူတွေကိုကယ်ဆယ်မဲ့စားပါတော့အိုခဲတွေကိုပဲကယ်တင်ခဲ့တယ်ဆိုတော့ဝေဖန်တာတွေကိုလဲကျွန်တော်ကြားခဲ့ရတာဖြစ်ပြီးတော့မှဒီနောက်ပိုင်းမှာဆိုတော့စစ်ကောင်စီအနေနဲ့ မြန်မာပြည်ထောင်တဲ့ကျွန်တော်ပြည်သူတွေရဲ့နေအိမ်တွေကိုလည်းပြန်လည်ထူထောင်ရေးကာလအနေနဲ့လုံအောင်ကိုလုပ်ပေးခဲ့ခြင်းမရှိတာကိုလည်းကျွန်တော်ခုချိန်ထိတွေ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ဒါကကျွန်တော်ပြည်သူတွေမှာပြည်သူပဲရှိတယ်ဆိုတာကိုပြသနေတာဖြစ်ပြီးမှစစ်ကောင်စီအနေနဲ့ကတော့နိုင်ငံကနေပြည်တော်မှာရရှိလာတဲ့ကုညီမှုတွေအလုံးကိုအိတ်ကထဲတင်ကြုံပြည်တော်မှာစေးဘတ်ဂျက်တွေဖြစ်စတင်သုံးစွဲနေပြီလို့လည်းနောက်ထပ်တည်ရတာပဲဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ကျွန်တော်ဒီတော်လိုင်းရဲ့အချိန်ကိုမြင့်နေတဲ့အချိန်မှာအလုံးပပောင်းပါဝင်ရင်းနဲ့တော်ဝဘေးရန်တွေကိုကျွန်တော်ကြော်ဖြတ်ပြီးကာဆောက်မှုလို့ပါနော်။စေတဲ့ကြန့်ခိုင်စွာနဲ့ဒီတော်လိုင်းရဲ့အဆုံးစွန်ထိ လျှောက်လန်းကြပါဆိုလို့ပြောရရင်လည်းကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်အစားအဆုံးကျေးဇူးပေးကြတဲ့မိဘပြည်သူများလုံးထူးခြားစွာတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာဖွယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချင်တဲ့ညချမ်းလေးဖန်ဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်